ဟုတ်ကျွန်တော် 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေပေါ့နော်ကနန်းလေးတစ်ခွက်ဒါပြပေးမယ်ပေါ့နော်ကနန်းလေးရလဲဒါဒဲလေးပဲထိုးရမှာပေါ့နော်ဒဲလေးပဲထိုးရမှာဆိုတော့အဲကနန်းလေးကိုကျွန်တော်အနေနဲ့ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများဟိုပြသပေးမှာဖြစ်ပါတော့အဲ့တော့ကျွန်တော်တို့ break လေးကိုအရင်စတော့လိုက်အောင်ဗျ break လေးကဒီမှာ break လေးကဘယ်လိုလာနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2022မှာပေါ့နော်ငါးထိပ်လို့စရိုက်တယ်ပေါ့နော် ငါးထိပ်လိုရိုက်ပြတာနဲ့သူ့ရဲ့နောက်နှစ်မှာဗရိတ်နှစ်ငါးထိပ်ရဲ့ပြီမှာဗရိတ်နှစ်လို့စရိုက်တယ်ပေါ့နော်သူရိုက်ဖို့အတွက်ကလည်းကျွန်တော်တို့ဒီဒီမှာငါးထိပ်လိုရိုက်တယ်လို့ပဲသူ့ရဲ့ဆောင်းမြင်းကောင်မှာလည်းငါးထိပ်လိုရိုက်တယ်ငါးထိပ်ရဲ့အောက်မှာမှလေးထိပ်လိုရိုက်ပြီးတော့မှသူ့ရဲ့အောက်မှာဗရိတ်နှစ်ပေါ့နော်ဒီငါးထိပ်ရဲ့ပြီမှာဗရိတ်နှစ်လို့ပြောရလမှန်တာပေါ့နော်သူ့ရဲ့အပေါ်မှာက ဒီကျွန်တော်တို့၅ထိပ်၄ထိပ်လို့ရိုက်တာပေါ့နော်၅ထိပ်၄ထိပ်ပြီးတော့၅ထိပ်၅ထိပ်၅ထိပ်၆ထိပ်အဲ့လိုတော့မှာပေါ့နော်၅ထိပ်ရဲပေးမှာပရိနဲ့လို့ရိုက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ၅ထိပ်ရဲပေးမှာပရိနဲ့လို့ရိုက်တယ်ပေါ့နော်ရှေ့ကမှာတော့သူ့ရဲ့အဆောင်မြင်းကုန်လေးမှာဒီ၅ထိပ်ကဒီကို၅ထိပ်လို့ရိုက်ပြီးတော့မှာသူ့ရဲ့အောက်မှာ၅ထိပ်ရဲ့အောက်မှာ၄ထိပ်လို့ရိုက်တယ်ပေါ့နော်၄ထိပ်ရဲ့အောက်မှာမှဒီမှာ၅ထိပ်လို့တခါထပ်ရိုက်တယ်ပေါ့နော်ကျွန်တော်ပြောရှင်းနေမယ်လို့ထင်ပါတော့၅ထိပ်ရဲ့ပေးမှာပရိနဲ့လို့ရိုက်တယ်သူ့ရဲ့အပေါ်မှာလဲ၅ထိပ်၄ထိပ်လို့ရိုက်တာလေ ငါးထိတ်ရဲ့ဘေးမှာလည်းကျွန်တော်တို့ဒီမှာ break နဲ့လို့ရိုက်ထားတယ်သူ့ရဲ့အပေါ်မှာလည်းငါးထိတ်ငါးထိတ်လို့ရိုက်ထားတယ်ပေါ့နော်ငါးထိတ်ရဲ့ဘေးမှာလည်းဒါ break နဲ့လို့ရိုက်မယ်ပေါ့နော်ဒီကနန်းလေးပေါ့နော်အဓိကတော့ဒီကနန်းလေးနှစ်ခုကိုကျွန်တော်ထည့်ပေးမှာပေါ့နော်အဲ့တော့ငါးထိတ်ရဲ့ဘေးမှာ break နဲ့ကလေးပေးဦးမလားပေါ့နော်သူ့ရဲ့ဆောင်းမှာလည်းဒီမှာငါးထိတ်ကငါးထိတ်လို့ရိုက်ပြီးတော့မှငါးထိတ်လေးထိတ်ငါးထိတ်ငါးထိတ်နဲ့ငါးထိတ်၆ထိတ်ဆိုပြီးတော့သူ့ရဲ့အောက်မှာသူ့ရဲ့အပေါ်လေးမှာဒါရိုက်ထားပြီပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ဒီ break နဲ့ဆိုတဲ့ကနန်းလေးကိုစထည့်မယ်ပေါ့နော် break နဲ့ဆိုတဲ့ကနန်းလေးကိုကျော်ဒီတိုင်းလေးမပြခင် तू က ဒီဒီကနေ့ကိုဘာလို့ထည့်လဲဆိုလို့ရှိရင်ကျွန်တော်ဒီ20ချားလိုက်နေပေါ့20နှစ်ချားလိုက်နေပေါ့နော်ကြည့်လိုက်မယ်ဆိုရင်20နှစ်ချားလိုက်နေ9ဆုံးတဲ့ခု20နှစ်ချားလိုက်မှလည်း2-3ခုဆိုတော့ကနေ့အာ light ထွက်ထားရပေါ့နော်ဒီမှာလည်းကျွန်တော်9ဆုံးတဲ့ခု20နှစ်ချားမှလည်း2-3ခုဆိုတော့ကနေ့ light ထွက်ထားလိုက်ပေါ့နော်ဒီမှာ9ဆုံးတဲ့ခု20နှစ်ချားလေးမှာဒီမှာ2ခု3ဆိုတော့ကနေ့လေးကိုအစအနေနဲ့တဲလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ9ထည့်ရပေးမှာ brain နဲ့လို့ရိုက်တဲ့အချိန်မှာသူက ထိုင်နှလုံးမောင်းညွှန်းကိုရှက်လို့ရိုက်ထားတယ်ပေါ့နော်ထိုင်နှလုံးမောင်းညွှန်းကိုရှက်လို့ရိုက်ထားတယ်ဒီကျွန်တော်တို့နောက်ပိတ်ကခါလို့ဝင်ပြီးတော့မှ၄တက်အတွဲနဲ့ brain နဲ့ကိုရိုက်ထားတာပေါ့နော်သူကတော့၄တက်ခွန်ဆိုတဲ့ကနေရိုက်ထားတာပေါ့နော်ကျွန်တော်ပြောတာရှင်းမှရှင်းမယ်လို့ထင်ပါတယ်နော်ငါးထိပ်ရဲ့ပြီမှ brain နဲ့လို့ရိုက်တယ်သူရဲ့ပုံမှန်ငါးထိပ်၄ထိပ်လို့ရိုက်တယ်ငါးထိပ်၄ထိပ်ပြီးတော့ငါးထိပ်၅ထိပ်ငါးထိတ်၆ထိတ်ပေါ့နော်သူကအဲ့လိုလိုရလာတာပေါ့နော်အဲ့လိုအဲ့လိုလာပြီးရတယ်သူကငါးထိတ်ရေးပေးမှာ break နဲ့လို့ရိုက်တယ်သူရိုက်တော့ကျွန်တော်တို့ဒေးစီနှလုံးမောင်းရှစ်လို့ရိုက်တယ်နောက်ပိတ်ကခါလို့ဝင်တယ်ပေါ့နော် အဲ့တော့ break နဲ့ဖြစ်အောင်ဆိုလို့ရှိရင်လေးတက်တို့ break နဲ့ဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခွန်ပိတ်ကလေးထည့်ပြီးမှလေးတက်ခွန်တက်ဆိုတော့ကနေထွက်တာပေါ့နော်ဒါတကတ်ပေါ့နော်2020နဲ့ပြီးတော့2023မှာကျွန်တော်တို့ဒီမှာ၅ထိပ်ကလေးရိုက်တယ်ပေါ့နော်၅ထိပ်ရဲ့ပြီးမှလည်း break နဲ့ဆိုတော့ကနေလေးဒါရိုက်တယ်ပေါ့နော် break နဲ့ရဲ့ပြီးနားလေးမှလည်း ဒီ brain နဲ့ gnan လေးကလည်းသူ့ရဲ့အပေါ်မှာငါးထိတ်ငါးထိတ်လို့ခံပြီးတော့မှာ brain နဲ့ဆိုတော့ gnan ကိုရိုက်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကသူ့ရှိကတိုင်မှာသူ့ထွက်တဲ့အချိန်မှာထက်စီနှလုံးပေါင်း၈လို့ရိုက်တယ်နောက်ပိတ်ကခါလို့ဝင်တယ်ပေါ့နော်ဒီ gnan ကိုကျွန်တော်တို့ကရွှေသမားလေးဆိုတော့ရွှေကြည့်တယ်ပေါ့နော် ဒီကနေ့နေရာရွှေ့လို့မရဘူးပေါ့နော်ဒီလိုပဲထုတ်လို့ရတာပေါ့နော်ဒီလိုပဲထုတ်လို့ရတဲ့အတွက်ဒီလိုလေးပဲကျွန်တော်တို့ရွေးရှင်းစွာပဲကျွန်တော်ထုတ်ပြလိုက်တယ်နော်အဲ့တော့ငါတို့ရေပင်မပရိတ်နဲ့ရိုက်တယ်ထိတ်စီနှလုံးပေါင်းကိုရှစ်လို့ရိုက်တယ်ဒီနောက်ပိတ်ကခါလို့ဝင်တယ်အဲ့တော့သုံးသုံးတွဲနဲ့ပရိတ်နဲ့ဖြစ်အောင်ဆိုရင်6ကပ်ပြီးတော့မ336ဆိုတော့ခဏတဲ့တကွက်ထဲထွက်တော့ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီနားလေးမှာလဲငါထိတ်ရေပင်မပရိတ်နဲ့လို့ရိုက်တယ်ငါထိတ်ရဲ့ဒီငါထိတ်ကသူ့ရဲ့ဆောင်ငါထိတ်လို့ရိုက်ပြီးတော့ငါထိတ်ရဲ့အောက်မှာဒီငါထိတ် လေးထိတ်ငါးထိတ်ငါးထိတ်ငါးထိတ်၆ထိတ်ဆိုပြီးတော့သူကအညီရိုက်ထားပေါ့နော်အဲ့တော့သူရှိကတိုင်ပေးဦးမှာဆိုထိတ်စင်းနှလုံးပေါင်းကိုရှစ်လို့ပြီးရမှာပေါ့နော်နောက်နောက်ဘက်ကအခါလို့ဝင်ပြီးမှာနှစ်ခွန်တွဲကိုကျွန်တော်တို့ကဒီ break နဲ့ဖြစ်အောင်ဆိုလို့ရှိရင်သုံးကရမှာပေါ့နော်အဲ့တော့နှစ်ခွန်သုံးဆိုတဲ့ကဏ္ဍလေးတဲတကွယ်ဖက်ထွက်တာပေါ့နော်နှစ်ခွန်သုံးတဲလေးထွက်ပါတယ်ခင်ဗျာသူကလည်း signature line မှာလည်းနှစ်သုံးခွန်ဆိုနှစ်ခွန်သုံးပတ်လေးလေးရလည်းထွက်ထပ်ပေါ့နော်ငါးဆွန်နှစ်ခွန်နဲ့ signature မှာလည်းနှစ်ခွန်သုံးဆိုတဲ့ကဏ္ဍလေးထွက်ထားတယ်ငါးဆွန်နှစ်ခွန်နဲ့ signature line မှာလည်းနှစ်ခွန်သုံးဆိုတဲ့ကဏ္ဍလေး ဒါထွက်ထားတာပေါ့နော်အဲ့တော့ဒီမှာနှစ်ကုံသုံးဆိုတဲ့ကဏ္ဍလေးဒါထွက်လိုက်ပြီးတော့နော်အဲ့တော့ဒီနားလေးမှာပရိနှစ်ရှိတဲ့အတွက်နှစ်ထိပ်စီနဲ့နောက်ထပ်ကျွန်တော်တို့ဒီမွေးကွက်ကလေးရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ80ဒီနှစ်ဆွန်းနဲ့ခုနှစ်ကနေ9ဆွန်းနဲ့ခုနှစ်ကိုလိုက်ဖြစ်တာပေါ့နော်အစတော့82နဲ့85မှာတော့မဖြစ်ဘူးနော်80နဲ့85မှာတော့သူကဖြစ်တာပေါ့နော်ဒီကျွန်တော်တို့ဒီ ဒီကနေ့လေးပေါ့နော်82ခုနှစ်ကနှစ်ဆုံးတဲ့ခုနှစ်ကနေ9ဆုံးတဲ့ခုနှစ်ကိုဒါဆောင်ရိုက်နေတာပေါ့နော်သူကနှစ်ဆုံးတဲ့ခုနှစ်မှာကျွန်တော်တို့ဒီ463ဆိုတဲ့ကနေ82ခုနှစ်မှာပေါ့နော်82ခုနှစ်မှာ463ဆိုတဲ့ကနေတင်းနေသူ့ရဲ့အပေါ်နေတင်းနေ3 4ချိန်ရေးလိုက်ဒီ463ဒီမှာ643လို့ထွက်တာပေါ့နော်အဲ့တော့ဒီ82ပြီးတော့62ခုနှစ်မှာလည်းဒီမှာ968ဆိုတဲ့ကနေတင်းနေ3 4သူ့ရဲ့အပေါ်နေ4ချိန်ရေးလိုက်ပေါ့နော်968ကိုဒီမှာ698လို့သူကပေးထားတာပေါ့နော် ဒီမှာလဲကျွန်တော်2000ခုနှစ်မှာကျွန်တော်2000ခုနှစ်ကနေ5000ခုနှစ်ကိုရိုက်တဲ့အချိန်မှာ2000ခုနှစ်က543ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့ဘောကနေတဲ့1 2 3 4ချိန်ရေးလိုက်ပေါ့နော်ဒီမှာ543ကို345လို့သူကစောင်းလိုက်ရိုက်ပြီးတာပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီဒီမှာလဲကျွန်တော်တို့ဒီ2010မှာလဲ480ကဏ္ဍ480ဆိုတဲ့ကဏ္ဍကလည်း1 2 3 4 လေးချိန်ကြီးလိုက်ပါတော့ဒီမှာ9300ညာလေးလို့480 9300ညာလေးလို့လိုက်ပေးနေရပါတော့အဲ့လိုလေသူကဇောင်းပေးနေရပါတော့ခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနားလေးမှာ break နှစ်နဲ့ဆိုရင်တော့ဒါနှစ်ထိပ်လေးလည်းရှိတယ် break နှစ်လေးလည်းရှိတယ်ဆိုတော့ကျွန်တော်တို့က6လေးနှစ်ဆိုတော့ကနေ1 2 3 4ဒီချိန်လေးမှာဒါ2 4 6ဆိုပြီးတော့ဒါကျွန်တော်တော့ထိုးမယ်ဆိုရင်တော့2 4 6ကလေးဒါထိုးတင်တယ်ပေါ့နော်အဲ့တော့ shift cut တွေကိုမိထားကြည့်လိုက်ပေါ့နော်ဒီနောက်3ကတ်နဲ့ပဲသွားကြည့်လိုက်အောင်ပေါ့နော်နောက်3ကတ်မှာဘယ်လိုရိုက်နေလဲဆိုရင်သူက9ချိန်အကနန်း ဒီမှာကျွန်တော်တို့1 2 3 4 5 6 6ချိန်ရာခဏပေါ့နော်အစဖြစ်တော့6ချိန်ရာခဏဟာဒီနှစ်စွန်းနှစ်ခုနှစ်10နှစ်ထမ်းမှာဒီ6ချိန်ရာခဏပေါ့နော်6ချိန်ပြီးတော့ကျွန်တော်တို့9ချိန်ရာခဏ9ချိန်ပြီးတော့8ချိန်ရာခဏကိုကျွန်တော်တို့ကလိုချင်တာပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ကအဲ့လိုနှစ်စွန်းနှစ်ခုနှစ်ကခဏငါးစွန်းနှစ်ခုနှစ်ကိုပြီးတဲ့အချိန်မှာပေါ့နော်အစဖြစ်ဒီနှစ်ထမ်းသုံးထမ်းမှာဆိုရင်တော့ကျွန်တော်တို့ကဒီ6ချိန်ရာခဏက တဲ့1 3 4သူရဲ့ဒီအပေါ်၄ချိန်ပေါ့နော်နှစ်နှစ်ချဟိုစောင်းလိုက်ကတ်တယ်လို့ပဲပြောပဲသူကနေတိတိကျကျရေးပြမစိုးနော်သူရဲ့အပေါ်နေတဲ့1 3 4လေးချိန်မြောက်မှာလိုက်ထွက်တယ်ပေါ့နော်ဒါသူက6ချိန်မြောက်ကခဏပေါ့နော်နောက်ထပ်နှစ်စုံနဲ့2000နေပြီးတော့2012မှာလည်းကြည့်လိုက်ပါခင်ဗျာ6ချိန်ပြီးတော့ကျွန်တော်တို့ကဒီနားလေးမှာ1 2 3 4 5 6 9 9ချိန်ရကနေဟာ1 2 3 4သူ့ရဲ့ဇာ သူ့ရဲ့အပေါ်ကနေ၄ချိန်ကြီးလိုက်ပေါ့နော်၄ချိန်ကြီးလိုက်ဒါမှမဟုတ်လဲသူ့ရဲ့နှစ်နှစ်ကျော်ပေါ့နော် သူကတော့တိတိကျကျဆိုရင်တင်းနဲ့3 4ချိန်မှဒီ480ဆိုတဲ့ခဏကို6ချိန်ရခဏပြီးတော့9ချိန်ရခဏကိုဒီနားလေးကိုလာဖို့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီချိန်မှာ6ချိန်ရခဏပို့ရမယ်ဆိုရင်တင်းနဲ့နှစ်ဆုံးနဲ့ခုနှစ်က6ချိန်ရခဏက9ဆုံးနဲ့ခုနှစ်ကိုပို့ရမယ်ဆိုရင်တင်းနဲ့3 4 5 6 9 8 6ချိန်ရခဏ6 4 2ဆိုတဲ့ခဏကိုဒီနားလေးမှာဒါ2 4 6ဆိုပြီးတော့ကျွန်တော်ပို့ခြင်းတာပေါ့နော်အဲ့တော့ဒီ cycle ကိုကြိုက်တယ်ဆိုရင်လည်းဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများအနေနဲ့ယူသုံးလို့ရအောင်ပေါ့ နော်နှစ်ခွန်3တဲ့နဲ့နှစ်လေး6တဲ့လေးတော့ကြိုက်ပါခင်ဗျာနှစ်ခွန်3လေးလဲအဲနှစ်ခွန်3လေးကိုနောက်ထပ်ကျွန်တော်တို့ပြဖို့နှစ်ကက်စီ cycling နဲ့ကျွန်တော်တို့ပြဖို့တကက်ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ960ဆိုတဲ့ကဏ္ဍရိုက်တယ်ပေါ့နော်960ရဲ့အပေါ်ကဒီခွန်96ဆိုတဲ့ကဏ္ဍသူ့ရအောင်မှပြန်ကြပေါ့နော်ဒါနှစ်ကစီးကတော့ကိုင်းတော့ကိုင်းခဲ့ပါရဲ့နော်တော်တော်လေးတိုက်ဆိုင်တာနဲ့ဒီ230လေးကိုပြကျင်တော့ဗောနော်960လို့ရိုက်တယ်ဗောနော် ကိုက60ရဲ့ပေါ့0956ဆိုတဲ့ကဏ္ဍကလည်းပြန်ကြလို့ရိုက်တယ်။အ0956ရဲ့ဇောင်းကဒီ9305ဆိုတဲ့ကဏ္ဍကလည်းပြန်ကြလို့ရိုက်တယ်။အဲ့လိုရိုက်ပြီးရတဲ့ကိုက60မှာရဲ့ဘေးမှာ break နဲ့လို့ထွက်တာပေါ့နော်။ break နဲ့လို့ထွက်ပြီးရတဲ့သူ့ရဲ့ဘေးနားလေးမှာ3နဲ့ခွန်ဆိုတဲ့ကဏ္ဍလေးထွက်တယ်နော်။ ျွန်တော်ပြန်ရှင်းပြမယ်နော်960ဆိုတဲ့ကဏ္ဍလေးထွက်တယ်သူ့ရဲ့အပေါ်ကဏ္ဍ956ဆိုတဲ့ကဏ္ဍပြန်ကြလို့ရိုက်တယ်956ရဲ့ဇောင်းက935ဆိုတဲ့ကဏ္ဍလည်းအဲ့နှစ်ထဲမှာဒါပြန်ကြလို့ရိုက်တယ်ပေါ့နော်အဲ့လိုပြန်ကြလို့ရိုက်ပြန်တယ်960ရဲ့ဘေးနားလေးမှာပရိနှစ်ရှစ်ခုံကောဆိုတဲ့ပရိနှစ်ကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့ပရိနှစ်ရဲ့ဘေးနားလေးမှာလည်းဒါပရိနှစ်ကဏ္ဍဖြစ်တဲ့သုံးနှစ်ကောဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့936လို့ထွက်ပြီပေါ့နော်နှစ်ကက်စီးလေးပေါ့နော်ဒီကလင်နာတစ်ချုံလုံးမှာသူကတူတာလဲနှစ်ကက်ပဲရှိတယ်ပေါ့နော်နှစ်ကက်ပဲရှိတယ်နှစ်ကက်ပဲနဲ့ဒါပြလိုက်တာပေါ့နော် ကျွန်တော်တို့အမှန်ဆိုရင်တော့နှစ်ကက်စီကဒုံဒုံပြခဲ့ပါတယ်နော်အဲ့တော့ဒီမှာကိုတုံည6လို့ရိုက်ပြီးသူ့ရဲ့အပေါ်မှာကိုတုံညခွန်ဆိုတော့ခဏသူ့ရဲ့အောက်မှာဒါပြန်ချလို့ရိုက်ပြီးပေါ့နော်ပြန်ချလို့ရိုက်ပြီးရတော့ကိုတုံညခွန်ရဲ့ဇောင်းကကိုတုံညခွန်ရဲ့ဇောင်းပေါ့နော်ဇောင်းက6နှစ်6ဆိုတော့ခဏလည်းသူ့ရဲ့အောက်မှာ6 6နှစ်ဆိုပြီးတော့ဒါပြန်ချရိုက်တယ်ပေါ့နော် သူရှိကတိုင်မှာ936ရဲ့ဘေးမှာလည်းဗရိတ်နှစ်လို့ရိုက်တယ်ပေါ့နော်ဗရိတ်နှစ်ရဲ့ဘေးနာလေးမှာမှသူရှိကတိုင်မှာ230ဆိုတော့ခဏလေးပေးဦးမလားပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ330လို့ပေးထားတယ်ပေါ့နော်ဒီမှာတော့293လို့ကျွန်တော်ကထည့်ချင်တာပေါ့နော်293လေးကိုကျွန်တော်တို့ဒီ9ထိပ်စီလိုင်းလေးနဲ့ပေါ့နော်9ထိပ်စီရဲ့ဘေးမှာဗရိတ်နှစ်9ထိပ်စီရဲ့ဘေးမှာဗရိတ်နှစ်9ထိပ်စီရဲ့ဘေးမှာဗရိတ်နှစ်ဆိုတော့ဒါနှစ်ထိပ်စီလေးနဲ့ဗရိတ်နှစ်ကလည်း293လေးနဲ့ပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီ signature line လေးနဲ့ကြည့်မယ်ဆိုရင်တော့ဒါ signature line မှာ6ချိန်ရကဏ္ဍဟာသူ့ရဲ့ အပေါ်ကနေလေးချိန်မှာဒါ light တက်ပေါက်တယ်ပေါ့နော်သူရဲ့အပေါ်ကနေ1 2 3 4 2 2 6သူရဲ့အပေါ်ကနေရရင်၄လေးချိန်မြောက်ကလေးမှာဒါ light ပေါက်တယ်ပေါ့နော်6ချိန်ရကဏ္ဍဒုတိယချိန်ကတော့ဒါ9 9ချိန်ရကဏ္ဍပေါ့နော်နှစ်စုံနဲ့ခုနဲ့9ချိန်ရကဏ္ဍသူရဲ့အပေါ်၄ချိန်ရလိုက်ပေါ့နော်ဒီနေ့လေးမှာလာပေါက်တာပေါ့နော်ခု6ချိန်ပေါ့နော်သူရှိကတ်တိုင်ပြေးဦးမယ်ဆိုရင်တော့1 2 3လေပေါ့နော်၄ချိန်မှာကျွန်တော်တို့ဒီ2 4 6ဆိုတဲ့ကဏ္ဍလေးဒါထိုးတင်ပါမယ်နော်ဒါကျွန်တော်ရဲ့ ီဒီယိုဖိုင်လေးတွေတွေ့တယ်ဆိုရင် share လို့ရတဲ့လူတွေက share ပေးကြပါခင်ဗျာဒါဒီတက်ကောင်းတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ share ထားတာတွေလည်းအများကြီးပါလားခင်ဗျာအချိန်ရရင်ရတယ်လို့ကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေဒါထပ်ပြီးတော့ဒင်းပေးပါမယ်နော်ပြီးကြလို့ရှိရင်လည်းကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ဒီ၄ခွန်ရှစ်အောင်ခဲ့တဲ့ဒီနှစ်ထဲမှာ၄ခွန်ရှစ်အောင်ခဲ့တဲ့ site မျိုးပေါ့နော်၄ခွန်ရှစ်အောင်ခဲ့တဲ့လေးခွန်ရှိအောင်ခဲ့တဲ့ site မျိုးလေးပေါ့เนาะဒီချိန်လေးမှာဒါတွေ့ထားပါတယ်เนาะတဲတကွဒါအုပ်ဖို့လဲရှိပါခင်ဗျာ ်ဘာပဲပြောအနားနေရင်တော့ဒါကျွန်တော်တို့ဒီကျွန်တော်ရဲ့ပညာကြီးလေးပေါ့နော်9000နဲ့ဒါ7ရက်နေ့ရနေစပြီးတော့ဒါလာရောက်ယူဆောင်လို့ရပါတယ်เนาะဒီချိန်မှာလည်းတေချာရှယ်အုပ်ဖို့ရွေးထားတယ်ပေါ့เนาะဒါတကွအကောင့်လေးတွေကိုလည်းတေချာချထားတာလေးရှိပါတယ်เนาะလောလောဆယ်တော့ဒါကျွန်တော်တို့ရန်မဲရန်ရန်ပေါ့เนาะချိန်နဲ့တင်ရင်လည်းတခြားဆရာလေးပြတဲ့ line လေးတွေရှိရင်လည်း over all all ပေါ့เนาะဒီ203လေးနဲ့246ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေဒါမဲ့ဒါလက်ဆောင်ဖြစ်တင်ပေးလိုက်ပါတယ်เนาะကျွန်တော်ရဲ့ 3D မိတ်ဆွေများ 2025ခုနှစ်ချိန်မှာချယ်ရီစုမျိုးပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါရနော်